ဒီဒီဒီပွဲအကြောင်းကိုပြောကြင်လုံးလို့ထိုင်ခုံတော့မอยู่တော့ဒီပွဲမှာအာစွန်ချိုင်ွယ်ကညစ်ပတ်တယ်လို့ယူဆရတယ်။ဘာကြောင့်လဲဆိုတော့အဲစီးမရှိတော့ဘူးကွာနောက်ဆုံးအချိန်နောက်ဆုံးအချိန်မှာဆိုလို့ရှိရင် तू က तू ကွဲသွားတဲ့ခါကျတော့ तू तू အရန်ကြီးအထိနာသွားတဲ့ခါကျတော့ तू ကဒေါသတွေမထိန်းနိုင်ဘူးဖြစ်သွားတယ်။စိတ်လော့ကိုလော့တွေဖြစ်သွားတယ်။ရုပ်ဆိုးလာတယ်။ညစ်တင်းညစ်ပတ်တွေကစားလာတယ်။ ပြပောက်တာတို့ပြီးလို့ရှိရင်အဲ့ဒီဘယ်တီပြီးတော့တောင်မှသူကဒီတစ်ချက်ထိုးသွင်းလိုက်သေးတယ်ပြီးလို့ရှိရင်ထိုင်ချတဲ့ဖိုက်တာကိုအဲစလိုင်းကထိုင်ချလိုက်တယ်ထိုင်ချလိုက်တာကိုလည်းလုတ်သေးတယ်ဆိုတော့ဘာမှမဖြစ်ဘူးကျွန်တော်တို့ဖိုက်တာကလည်းဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့ဒီပွဲကိုအားလုံးအချုံငုံပြီးပြရမှာဆိုလို့ရှိရင်အရန်ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ဒါနည်းနည်းလေးအဲစလိုင်းကနည်းနည်းလေးလောနေတာ တစ်ခုကိုဖယ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ဒါတော်တော်ကိုမှကောင်းတယ်လက်သီးပါဝါတွေအရန်ပြင်းတယ်အဲ့ဒါကြောင့်မို့လို့လည်းဒီကောင်းကြီးကဆရာဝန်နဲ့ဆရာတဲ့အထိပါကွဲကြသွားတယ်ပေါ့နော်ဆိုတော့အမှတ်နဲ့သာရှုံးသွားတယ်အရန်ကောင်းတယ်နောက်ဆုံးအချီထိသူသူဆော့နိုင်တယ်ပေါ့နော်ဆော့နိုင်တယ်တက်လုံးပဲရန်လည်းတော်တော်ကောင်းတယ်လို့မြင်တယ်နောက်ထပ်အလားလာတွေနည်းနည်းလေးနည်းစနစ်ဒီလေးတွေပြန်ပြင်မယ်ဆိုလို့ရှိရင်တော့ဒါသူ့အတွက်အလားလာရှိတဲ့ဖိုက်တာတယောက်ဖြစ်လာကောင်းဖြစ်လာနိုင်တယ်ပေါ့ ဆိုတော့ဒီပွဲမှာလည်းသူတာဝန်ကျေတယ်လို့ကျွန်တော်ကတော့ယူဆတယ်။ကျန်တဲ့သူတွေကတော့ဘယ်လိုမြင်မလဲတော့မသိဘူးပေါ့နော်။ကျွန်တော်ကစုံဆိုင်လွယ်ကိုအထင်ကြီးခဲ့တယ်၊လေးစားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ပုံစံကအရန်ညစ်တင်းညစ်ပတ်ဖြစ်လွန်တဲ့အခါကျတော့သူ့ကိုဒီကိုအထင်ကြီးထားတဲ့ fighter ကဒီလိုပါလားဆိုတဲ့စိတ်ဓာတ်ညစ်ပတ်တာပါလားဆိုပြီးတော့အဲ့လိုမျိုးတွေးမိတာပေါ့လေ။ဆိုတော့ဘာရရောမဟုတ်ပါဘူးကျွန်တော်ကအားကစားကိုအားပေးတယ်သူ့ရဲ့ဒီ တိုက်ခိုက်ရေးပုံစံကိုသဘောကျလို့အားပေးတယ်သူဒီပုံကိုရေးအရာအားပေးတာမဟုတ်ဘူးဆိုတော့ဒါညတိညက်ပတ်တော့မဖြစ်စေချင်ဘူးပေါ့လေကိုဖိုင်တာနဲ့ကြာမှအဲ့လိုမျိုးညတိညက်ပတ်လာလုတ်တယ်ဆိုတော့မကောင်းဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုပြောပြခြင်းတယ်ရှုံးတော့လည်းဘာမှတော့မဖြစ်ဘူးဒါပေမဲ့ဒါအဲပထမဆုံးထိုးရတဲ့ပွဲလေးဖြစ်တဲ့အတွက်ဒီကွင်းကြောင်နေတာလဲပါကောင်းပါနိုင်တယ်ပရိသတ်တွေရဲ့အားပေးမှုအတန်ကလည်းအရန်နေတယ်အရင်အဲ့လိုမျိုးမဟုတ်တော့ဘူး အဲ့လိုမျိုးပရိသတ်တွေကဘယ်လိုလဲဆိုတော့ဒီပရိသတ်ရဲ့အတန်ကိုဘယ်လိုနားထောင်လဲမင်းဘယ်လိုသိလဲလို့မေကောင်မေးနိုင်ပါလိမ့်မယ်ထိုင်းလက်သီးတစ်ချက်ဝင်တိုင်းမှာဟေးဟေးဆိုပြီးတော့អော်ကြတယ်မြန်မာတစ်ချက်ထိလို့ရှိရင်အတန်ကနည်းနည်းလေးပဲကြားရတယ်ကျွန်တော်ကအဲ့ဒါကိုခံမှန်းပြီးတော့ပြောပြတာဘာကြောက်လဲဆိုတော့အိမ်ကနေပြီးတော့ကြည့်တဲ့သူတွေကများလို့ပါကျွန်တော်ကတော့အဲ့လိုမျိုးခံယူတယ်ပေါ့နော်ဆိုတော့ညီလေးရေအရန်ကောင်းခဲ့ပါတယ်တောင်လည်းကြည်တယ်တက်လုံလည်းတော်တော်ကောင်းတယ်မာကုံလည်းအရန်မြင့်တယ်လို့ပြောလို့ရတယ်တကယ်တကယ်မွေထိုင်း ဆရာကြီးနဲ့မှသွားတွေ့တဲ့ခါကျတော့ဒီလောက်တော့ရှိမှာပေါ့လေအစပထမတည်းကကျွန်တော်ကတွေ့ထားပြီးသားရှုံး